ထရီလာလေးကတော့ကျွန်တော်တို့တွေဖန်တီးကြတဲ့အာထားတဲ့ပုံစံလေးကတော့ပရိသတ်တွေပျော်ရွှင်အောင်ကျွန်တော်ဖန်တီးထားပါတယ်ဒီကားရုံတွေခွင့်ရတဲ့အချိန်မှာအမှတ်တရတွေအများကြီးပဲကျွန်တော်တို့မဟုတ်ကြီးတဲ့သူတွေအကုန်လုံးကျွန်တော်ဒီအဖွဲ့တွေအကုန်လုံးကြီးတဲ့သူတွေအကုန်လုံးအခမ်းအနားမှတ်တရဖြစ်နေမှာဘာလို့လဲဆိုတော့သူတို့တို့လည်းအရန်ပင်မထားကြတယ်ကျွန်တော်အလိုလိုက်ပြီးတော့ဦးစုံဝင်လက်ခံရတဲ့ဇက်အဖွဲ့ရလေမကောင်းဆုံးကအဖွဲ့ပြောင်းပြီးတော့လူတွေပါဆွဲရမှာဒါအောင်ပြောနေတာဒီဘောင်ရောက်ကြတဲ့အဆင်မပြေတာဟမ်ညကလည်းငေါ့ကိုအကောင်လိုက်ပြီးသရေချောက်တယ်အရင်ဆုံးရကဒီနောက်ကိုစက်မြောက်လမ်းဆက်သွားလိုက်ကြရော်ရော်တွေ့လေ ကျွန်တော်ဒီတတော်ကျွေးဝဲမှာလုံလာတာအနည်း၃၀ရှိပြီကြဒီမိုင်၅၀အတွင်းမှာဘာရှိတော့ခံကြဘူးဒီကလေးကကျွန်တော်ဟိုလိုမျိုးဇက်ဇက်ဇက်ထုတ်ကြီးရဲ့လူထိုင်ရေးထားရမဟုတ်ပါဘူးကျွန်တော်နှစ်ခေါက်စနေစတဲ့ဝင်းကျင်လောက်တုန်းကကျွန်တော်အဲ့တော့ကိုက်တွေနားနေတဲ့အချိန်မှာကျွန်တော်ဇက်ဖွဲ့နေတဲ့တချင်းလိုက်ဆိုတာရှိရယ်ကိုကြီးဖွဲ့နေကျွန်တော်ဘုံလုံးလောက်ကန်လိုက်ညာဘက်တွေဇက်ဇက်ဘက်နဲ့ချင်းဆိုလိုက်အဲ့လိုပဲကိုတင်မောင်ဆမ်းမင်းဝင်နေတယ်အဲ့လိုပဲခီးတွေအများကြီးတွားရယ်ရှိရယ်ကျွန်တော်တို့နိုင်ငံသားတွေပဲတွားအတူတူတွားအတူတူလာနေမှာကိုတင်မောင်ဆမ်းမင်းဝင်ဇက်မှာလည်းအဲ့လိုပဲညာဘက်တွေတချင်းဆိုရယ်ရှိရယ် စီရင်ထဲမှာကျွန်တော်စိတ်ထဲမှာလို့စဉ်းစားမိရလေတခုဖြစ်လာတာပေါ့နော်အဲ့ဒီအပြင်ကိုကျွန်တော်အဲ့ဒီတော့ဘယ်နှခုနှစ်လဲမမှတ်မိတော့ဒါမှရေးပြားအိမ်မှာကျွန်တော်နဲ့ခင်လေးနွယ်နဲ့တချင်းသွားဆိုလေဗျအဲ့တော့ကျုံရဲရတာလေးလည်းရှိတယ်ဆိုတော့အဲ့ဒီပုံမှာမူတည်ပြီးတော့ကျွန်တော်ဇလန်းလေးတခုပေါ့နော်အာဒီလိုပုံစံလေးဆိုပြီးတွေးထားတဲ့ဟာလေးပါအဲ့တွေးထားတဲ့ဟာလေးကဒီကိုဗစ်ကာလအပြီးဒီလိုအလုပ်တွေပြန်လုပ်ကြတဲ့အချိန်မှာအဲကျွန်တော်အနေနဲ့ အဲကိုယ်တိုင်ရေးတဲ့ဇာတ်လမ်းလေးတစ်ခုအနေနဲ့ရိုက်ရှင်တဲ့ဟာမှာ producer တွေလည်းရှိတယ်ငွေကြေးစိုက်ထုတ်တဲ့ producer တွေရှိလာတဲ့ပုံမှာမှအဲဒီဇာတ်လမ်းလေးရိုက်ပေးမဲ့ writer လည်းရှိရဲဆိုတဲ့အချိန်မှာ season ဖြစ်တာပေါ့အဲကျွန်တော် season 2အနေနဲ့အစဆုံးဟော pre or post ကိုရှိမဲ့ဟာအကုန်လုံးပါဝင်ပေးခဲ့တာပေါ့ဟုတ်အဲကျွန်တော်တို့ဇက်ပြောတဲ့အချိန်မှာကိုချမ်းလေးရင်ခုန်တယ်လို့အာယုံကြည်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့သူကိုယ်တိုင်လည်းကိုချမ်းကိုချမ်းအဲ့လိုမျိုးဒီလိုပုံစံလေးတွေရိုက်ထားတယ်မရှိသေးဘူး။ကျွန်တော်ကြိုးစားကြည့်အောင်ဆိုတဲ့အချိန်မှာအဲခေတစ်ခါလေးဒီလိုပုံစံတွေသူသူ ဒါမှစစ်စစ်မဟုတ်ဘဲနဲ့ပေါ့နော်ဒီလိုအသွာလာလေးတွေမှာရိုက်ကြမယ်ဆိုပြီးတော့ကျွန်တော်စူးစမ်းကြတာပေါ့ဆိုတော့ casting ခွဲတာအစအဲကျွန်တော်အကုန်လုံးပေါ့နော်ဟိုဥဆောင်ပြီးတော့လုပ်ပြင်မယ်အဓိကအကုန် final decision ချတာတော့ content လို့ဖြစ်ပါတယ် trailer လေးကတော့ကျွန်တော်တို့တွေဖန်တီးကြတဲ့အထားတဲ့ပုံစံလေးကတော့ပရိသတ်တွေပျော်ရွှင်အောင်ကျွန်တော်ဖန်တီးထားပါတယ်ဒါပေမဲ့ကျွန်တော်တို့ကားလေးကဟာတာကားလားဆိုတော့ကျွန်တော်ကတော့ကျွန်တော်ရိုက်ထားတာကျွန်တော်တို့ဖန်တီးတာတော့ဟာတာကားစစ်စစ်တော့မဟုတ်ပါဘူးကျွန်တော်ဇလန်းမှာမှာလူတွေရဲ့စိတ်နေစိတ်ထားတွေကိုကျွန်တော်ပြကျင်တဲ့ဟာလေးတွေလည်းအများကြီးပါပါတယ် တော့ကျွန်တော်တို့အဲဆန်သာလမ်းညွှန်မှုနဲ့ကျွန်တော်ပြလို့ရတဲ့အပိုင်းကနေအကောင်းဆုံးဖြစ်အောင်ကျွန်တော်တို့ခဏကြီးတင်ဆက်ထားတာဖြစ်ပါတယ်ဟုတ်ခုနလိုအဲ့လိုမျိုးမြင်ပြီးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်ကိုယ်တိုင်စီစဉ်တဲ့ဟာပါလေကျွန်တော်အနေနဲ့ကတော့ဟိုတဘာဝတဘာရဲ့ဝါရင်ဇလန်းနဲ့ပတ်သက်တဲ့ပညာရှင်ကြီးမဟုတ်တဲ့အတွက်ဇက်ဇက်မှာဟာပေါက်တွေယူပေါက်တွေလိုအပ်ချက်တွေကတော့တစ်ခုပြီးတစ်ခုကတော့ရှိနေဦးမှာပါပဲဆိုတော့ကျွန်တော်အနေနဲ့ကတော့အမားတွေနေသိတဲ့နေအောင်အခုတက်ပို့ပြီးတော့ကောင်းတော့အောင်တော့ကြိုးစားနေမှာပါဗျအင်းပေါ့ဟာပေါ့ဘယ်လိုပြောမလဲ ်တစ်ပတ်လုံးဘုံလုံးကန်လာတဲ့လူတယောက်ကိုခြေခုပြိုင်တိုင်းသလိုပေါ့အမေလေကျွန်တော်ကဝါသနာပါလို့လုပ်တာပါဒီဟာကကျွန်တော်အနေနဲ့ဟိုရေရှိမှပရိဇာကြီးလုပ်သွားမယ်ဇလမဲကြီးစားတော့မယ်ဆိုတာမဟုတ်ပါဘူးကျွန်တော်ကျွန်တော်ကျွန်တော်အသက်အရွယ်ပိုင်းခြားလိုက်မှာကျွန်တော်တာဝန်ယူခြင်းနဲ့စိတ်ရှိနေတဲ့အချိန်မှာတာဝန်ယူပြီးတော့မှဒီတစ်ခုလုံးကိုခေါင်းခံပြီးတော့ဟိုလုပ်လုပ်ထားတဲ့ဟာလေးပါဆိုတော့ဒီထဲမှာဟိုအမားကြီးလည်းရှိမယ်ကောင်းတိုင်းရှိမယ်ပျော်စရာကြီးလည်းရှိမယ်ဆိုတော့တို့က ကျွန်တော်အဲ့လိုမျိုးပင်ပန်းတွေလို့မြင်မြင်မြင်ပေးကြတဲ့အတွက်လည်းကျွန်တော်ဝမ်းသာပါတယ်ဘာလို့လဲတကယ်လည်းပင်ပန်းလို့ပါဆိုတော့ပျော်ပါတယ်အခုချိန်မှာဒီကားရုံတင်ခွင့်ရတဲ့အချိန်မှာအမှတ်တရတွေအများကြီးပဲကျွန်တော်လည်းမဟုတ်ဘူးကြည့်တဲ့သူတွေအကုန်လုံးကျွန်တော်ဒီအဖွဲ့ကြီးအကုန်လုံးကြည့်တဲ့သူတွေအကုန်လုံးအခန်းတိုင်းအမှတ်တရဖြစ်နေမှာဘာလို့လဲဆိုတော့သူတို့သူတို့လည်းအရန်ပင်ပန်းထားကြတယ်ကျွန်တော်အလိုလိုက်ပြီးတော့တော်တော်ပင်ပန်းထားကြတယ်ဒီချင်းလေးကကျွန်တော်ကျွန်တော်အကူကြီးကိုစမ်းမင်းကလက်ဆောင်ပေးရလက်ဆောင်ပေးရအကူလို့ ကားထဲမှာလို့တချင်းလေးတပုတ်တော့လိုတယ်ကိုလို့ဆိုအခုအေးရငါစဉ်းစားလိုက်အောင်မယ်ဆိုမကြောက်ဘူးနောက်တည့်ရလေရဟဲ့အောင်လည်းရပြီနောက်တော့ရေးအချိန်မှာတချင်းလေးကဇက်နဲ့အတော်လိုက်ဖက်ကြီးရကျွန်တော်တို့အဲဇက်ဇက်ဇက်အတော်လာနဲ့တချင်းနေကြောက်ကိုစမ်းမင်းရဲ့ဖန်တီးမှုတွေပေါ့နော်နောက်ပြီးတော့မတ်ပရမရခေခံရလဲဒီဇက် cross နေနဲ့ပတ်သက်ပြီးတော့အကုန်လုံးဟိုကျွန်တော်ကျွန်တော်ကျွန်တော်မှုလို့ကိုကိုလုတ်ပေးရတာကြီးအများကြီးပဲကျွန်တော်ကလေဒီခေပြောတာခုနကိုစမ်းမင်းပြောကားပေါ်မှာကျွန်တော်ထိုင်မှာကတော့ပြတာရှုပ်လို့အာရပါတယ်ညီလေးအားလုံးဟုတ်ပေါ့အကိုလေးကျွန်တော်ကျွန်တော်အကိုရင်းလို့ဆရာရင်းလို့ကျွန်တော်တကယ်ချစ်လို့ပါကျွန်တော်တကယ်ကျေးဇူးဆက်ပြီးကတော့တာပါလို့ အခြားဟိုလိုအပ်တာတွေအကုန်လုံးညွှန်ပြပေးတဲ့အပြင်ဒီကားတစ်ခုလုံးမှာကိုစမ်းမေးမပိုင်ဒီကားဖြစ်မလာနိုင်ဆိုတော့အဲ့လောက်ထိကိုသူကကျွန်တော်တို့ဒီတစ်ခွဲ့လုံးကိုကူညီထားတာအော်ကောင်ချမ်းလူတီလည်းဟိုရိုက်တဲ့အချိန်မှာတာဝန်ကြီးရဘာလို့လဲဆိုတော့ကျွန်တော်ကကိုစမ်းဒီဆက်ရိုက်ချင်တယ်ဆိုပြီးတော့ကျွန်တော်ပြောပြီးတော့ရိုက်တာပေါ့နော်သူရင်ခုန်ပြီးတော့မှဟိုရိုက်ဖို့ကြိုးစားနေတာမဟုတ်ဘဲနဲ့ကျွန်တော်ကျွန်တော်ရင်ခုန်နေတဲ့ဟာကိုသူကကျွန်တော်အလိုလိုက်ပြီးတော့မှအကောင်းဆုံးဖန်တီးပေးရတယ်ဆိုတော့သူလည်းတာဝန်ပူကြီးရပေါ့နော်ဆိုတော့အခုချိန်မှာတော့ဒါလေးကမောပြေစရာလေးဖြစ်လာပါဘူးဒီကားမှာ အာဥပအုံးနဲ့ဒေါ်မြခင်ဆိုတဲ့နာမည်ပါပါတယ်အဲကျွန်တော်အဖိုးဖွားနာမည်ကျွန်တော်အဲ့လိုကျွန်တော်စက်တီတွေမှာကျွန်တော်နဲ့အမှတ်တရဖြစ်တဲ့ဟာလေးအမြင့်ထက်တဲ့အချင်းရှိပါတယ်ကျွန်တော်ကိုချစ်တဲ့ဇီးနဲ့ချစ်ကြီးနေနဲ့အကုန်လုပေးကြတာပါအကုန်လုံးပေါ့နော်ချစ်ကြီးနေနဲ့လုပေးကြတာပါဒီခေတ်မှာအဲရုံတင်မှုကားတကားကားကောင်းတကားဖြစ်ဖို့ဆိုတာကကျွန်တော်တို့ဘတ်ဂျက်ကအများကြီးစကားပြောပါတယ်ဆိုတော့ဒီဘတ်ဂျက်ချပေးထားတဲ့ဘတ်ဂျက်ထဲမှာဝင်အောင်လုပ်ဖို့အတွက်ကအဲစကားကောင်းမှုအတွက်ကအကုန်လုံးရဲ့ပတ်မှုမှုနဲ့လည်းတက်ဆိုင်ပါတယ်ဆိုတော့ဒီကားမှာပါထားတဲ့အဲတေးဆောင်တဲ့အကုန်လုံးကျွန်တော်အပါဝင် တင်းဆောင်တွေအကုန်လုံးကတကယ်ဟိုပရီဇာတယောက်နေနေပြောမှာဆိုရင်အင်မတန်ကိုဒီကားကောင်းလေးတကားဖြစ်ဖို့အတွက်ချစ်ကြီးနဲ့အာကျွန်တော်တို့အပရီဇာတယောက်ကိုချစ်တဲ့ချစ်ကြီးအနေနဲ့လုပ်ပေးထားတဲ့လူတွေကြီးပါပဲတယောက်မကြမ်းပါကျွန်တော်တို့ဒီကားလေးကပေးခြင်းနဲ့ရတလေး message တွေရှိပါတယ်ဆိုတော့ဟာတာကားလားဆိုတော့လဲကျွန်တော်ကျွန်တော်ကဟာတာကားပါလို့ကျွန်တော်ပြောဖို့ခက်ခဲပါတယ်အဲအဲ့တော့တေးကားလားဆိုတော့လဲတေးကားတော့တေးကားတယ်တေးမပါဘူးဖြစ်နေဆိုတော့ကျွန်တော်ဒါရောက်ကြည့်ရှုတဲ့အခါကျရင်ပရိသတ်တွေနေနဲ့ ကြည့်ရှုတဲ့စိတ်ခံစားချက်ပေါ်မှာမူတည်ပြီးပြောင်းလဲသွားမှာပါဆိုတော့ဒီကားလေးကလာမယ့်16ရက်နေ့ဆိုရင်ယူနေပြသပြီဖြစ်ပါတယ်ပြည်သူတွေအားလုံးလာကြည့်ရှုအားပေးပါခိတ်ခတ်ပေးပါဝေဖန်ပေးပါအကြံပြုပေးပါလို့လေးစားစွာဖိတ်ခေါ်လိုပါတယ်ဗျာ